မန္တလေးကဥလသိမ့်ပိမှန်ပြူချမှုတွင်ပိမိနေတန်ကားတော်တွေကိုဆက်လက်ရှောင်ဖွင့်နေပြီးပြည်တော်မူနိုင်တဲ့တန်ကားအရေးတွက်ကလည်းဆက်လက်မြင့်တက်နေတယ်လို့သိရပါတယ်။ဆရာတော်တန်ကားတော်တွေကလူမှုကွန်ရက်ကတဆင့်သတင်းတွေတင်နေတာပဲဖြစ်ပါတယ်။မလ28နှစ်မိုးလွဲပိုင်းကလေးလှုပ်ချိန်မှာအဆိုပါဥလသိမ့်ပိမှန်တိုးချဲ့ဆောင်မှာစာဖြေပွဲကျင်းပနေခြင်းဖြစ်ပြီးတန်ကားတော်ရာနဲ့ချီဆောင်ပွဲဖြစ်စဉ်နေခြင်းပိမှန်ဆောင်ကြီးပြူချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပြိုကြောင်မူကြောင်ယမန်နေ့အထိပြင်လည်မှုတဲ့အရေအတွက်80ကျော်ခဲ့ပြီးခုကအရေအတွက်60ဝန်းကျင်နေရှိလာကြောင်းတန်ဃာတော်ပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။လက်လိမ့်မှာငလင်းလှောက်ခံပြီး48နာရီပြည့်ဖို့နှိကက်လာခြင်းမှာကယ်ဆယ်လုပ်ငန်းတွေအတွက်ဆက်ရည်နေရာကြီးတွေအပြည့်စည်တွေကိုထိုးဖောက်နိုင်တဲ့လွန်ကရိယာတွေအပါအဝင်ကယ်ဆယ်ကရိယာများစွာလိုအပ်ပြီးအပြည့်စည်အပေါ်အောင်မှာပြိမိနေတဲ့ပြည်သူတွေအတွက်အရေးပေါ်ကယ်ဆယ်ရေးသမားတွေလှုပ်ဖို့လိုအပ်ကြောင်းကယ်ဆယ်ရေးသမားတွေကလည်းလေမြန်ကူညီပေးကြဖို့လူမှုကွန်ရက်မှာသတင်းထုတ်ပြန် တောင်းခံနေတာပဲဖြစ်ပါတယ်။နေပြီးတော့ငလင်မှာတော့ကဲဆဲလုပ်ငန်းမှာစင်ကာပူတပ်ဖွဲ့ဝင်တွေစတင်ကူညီလှုပ်ဆောင်နေပြီလို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကကြေညာပါတယ်။ငလင်လောက်ခတ်မှုကြောင့်နေပြီးတော့ဇမူတီမျိုးနဲ့တပြေကုန်းရက်ကွက်သစ္စာနှစ်လမ်းမှာရှိတဲ့ပြိုကျပျက်စီးတဲ့အဆောင်အောင်မှာပိတ်မိနေတဲ့အသက်ရှင်လျက်ရှိသူတွေကိုကယ်ထုတ်နိုင်ဖို့မိသက်ဦးစီးဌာနမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဟာစင်ကာပူနိုင်ငံမှာတပ်ဖွဲ့နဲ့တူပူးပေါင်းပြီးတော့ရှာဖွေနေတာပဲဖြစ်ပါတယ်။စင်ကာပူပြည်သူ့ကာကွယ်တပ်ဖွဲ့မှကျွမ်းကျင်ကယ်ဆယ်ရေးဖွဲ့ဝင်80ဦးပါဝင်တဲ့ Operation Lionhead အဖွဲ့ဟာမြန်မာနိုင်ငံကိုမလ29ရက်နေ့ကရောက်ခဲ့ပြီးရှာဖွေရေးခွင့်လေးကောင်လည်းပါပါတယ်။လက်ရှိနေပြည်တော်ငလင်ဘေးကယ်ဆယ်လုပ်ငန်းကိုမိသက်ကလှုပ်ဆောင်နေပြီးမလ30ရက်နေ့ကနေပြည်တော်ဥတ္တရသီမြို့နယ်ပင်လုံဆေးဝန်ကြီးမှငလင်လှုပ်မှုကြောင့်အဆောက်အအုံပြိုကျပိတ်မိတဲ့အဖွားတို့ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ မလ30ရက်နေ့ကလည်းနေပြီးတော့သမုတ်တီမြို့နယ်ငလင်လှုပ်မှုကြောင့်တနောသိတိရက်ွက်ရှိတိုက်တလုံးပြိုကျခဲ့ပြီးပြည်မိနေသူတွေကိုမိသက်ကပူပေါင်းပြီးတော့ရှာဖွေခဲ့စေတယ်ဆိုရနေပါတယ်။အဲဒီမှာသေဆုံးသူအမျိုးသားနှုတ်မျိုးသမီး၃ဦးကလေးတူတို့ရုံလောင်းတွေကိုတွေ့ရှိခဲ့ပြီးရှာဖွေခဲ့စေတယ်ဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ အိန္ဒိယမှာရှာဖွေရေးကယ်ဆယ်ရေးတပ်ဖွဲ့တွေကလည်းမန္တလေးငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်နေပြီလို့သိရပါတယ်။မန္တလေး88လမ်းရှိ Great Wall Hotel ကြီးပြိုကျတဲ့နေရာကိုမိသက်ဦးစီးဌာနမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်35ဦးဟာအိန္ဒိယမှာရှာဖွေကယ်ဆယ်တပ်ဖွဲ့အနေနဲ့တို့ပူးပေါင်းပြီးတော့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီငလင်ကြီးကြောင့်မန္တလေး Great Wall Hotel မှာတချမ်းပြိုခဲ့ပြီးလူပေါင်းများစွာပြိမိနေပါတယ်။အဲဒီ hotel တွေလူ80လောက်ပြိမိနေတယ်လို့ဒေသခံတွေကခန့်မှန်းပါတယ်။ ိုတယ်ပြိုကျမှုတွေပိတ်မိသူတွေကိုကယ်တင်ပေးဖို့စွမျိုးမိတ်ဆွေတွေကလုံမှုကွန်ရက်မှာအကူအညီတောင်းနေပါတယ်။အိန္ဒိယနိုင်ငံမှာအဖွဲ့ဝင်100ကျော်ပါတဲ့အိန္ဒိယတပ်မတော်အရေးပေါ်အကူအညီကယ်ဆယ်ရေးစစ်တပ်ဖွဲ့နဲ့အဖွဲ့ဝင်80ဦးပါတဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ကိုမြန်မာနိုင်ငံကိုမတ်လ29ရက်နေ့ကဆီလွတ်လိုက်တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကကြေညာပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတန်ချိန်40ကိုတင်ဆောင်ပြီးအိန္ဒိယရေတမသင်္ဘောတွေဟာရန်ကုန်စစ်ကောင်းကိုဥတီထောက်ခွာနေတာဖြစ်ပါတယ်။အိန္ဒိယဟာမြန်မာငလျင်ဘေးတုံ့ပြန်ကူညီဆောင်ရွက်မှုအဖြစ် Operation Brahma စီမံချက်ဖြင့်အရေးပေါ်လူသားချင်းစာနာကူညီမှုအစီအစဉ်တွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။မန္တလေးက Sky Villa ပြိုကျောင်းမှုမှာလည်းပြည်မှုသူကိုကယ်ထုတ်ဖို့တရုတ်ကယ်ဆေးတပ်ဖွဲ့တွေပါစတင်ပူးပေါင်းဆောင်ရွက်နေပြီလို့သိရပါတယ်။လက်ရှိမှာတော့ မိသားဦးစီးဌာနမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်50ဦးနဲ့တရုတ်နိုင်ငံမှရှာဖွေကယ်ဆယ်တပ်ဖွဲ့ဝင်တွေကကုညီကယ်ဆယ်လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်။လက်ရှိစကန်ဘီလာအဆောင်ပြိုကျတဲ့နေရာမှာပြည်သူတွေကိုရှာဖွေကယ်ဆယ်ဖို့တရုတ်နိုင်ငံမှကယ်ဆယ်တပ်ဖွဲ့တွေပါဝင်ရောက်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ရန်ကုန်မြို့အောင်မြင်သာဆန်းလမ်း60မှာရှိတဲ့စတိုင်းဗီလာကွန်ဒိုပြိုကျမှုမှာပိတ်မိသူတွေကိုလက်ရှိချိန်ထိရှာဖွေခဲ့တဲ့နေရာအသက်ရှင်လျက်ခလာသူတွေလည်းရှိနေပြီဖြစ်ပါတယ် sky bill ကကွန်ဒိုမှာစတက်ထက်ရှိပြီးငလင်ကြောင့်၅တလောက်မြေကြီးတဲ့နင်းမြုပ်သွားတာဖြစ်ပါလေဒီကွန်ဒိုမှာပိတ်မိနေသူတွေရဲ့ဆွေမျိုးတွေကလည်းကျေစရေးတွေကိုညီဆောင်ရပေးဖို့လူမှုကွန်ရက်မှာအကူအညီတောင်းခံနေပြီးကွန်ဒိုတွေနဲ့ပိတ်မိနေသူတွေကလည်းကဲတင်ပေးပါလို့ပြန်လည်ပြောဆိုနေကြနေရပါလေ sky bill ကကွန်ဒိုထဲမှာငလင်ဖြစ်ပြီးနိုင်30ကြော်ကြာပိတ်မိနေတဲ့အမျိုးသမီးတူကိုကျေးဇူးအဖွဲ့တွေကမနေ့ကကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။လောလောဆယ်မှာဆေးဝင်ကိုဆက်လက်ပို့ဆောင်ခဲ့ပါတယ်။ စကိုင်းပီလာကိုလိုပြောချမှုကြောင့်လူသေဆုံးမှုများပြားနေတယ်လို့သိရပါတယ်။နေပြည်တော်နဲ့တကုန်းရှိဝန်ကြီးဌာနရုံးတွေနဲ့ဝန်ထမ်းအင်အားတွေမှလည်းငလေးတန်းကြောင့်ပြောချပြီးသေဆုံးသူဝန်ထမ်းပေါင်း130ကျော်လောက်ရှိလာပြီလို့သိရပါတယ်။အဲ့ဒီမှာလူ့သမဝန်ကြီးဌာနဝန်ကြီးကိုပြုတ်တက်ခဲ့ရမှာအမြဲတမ်းတွဲဝင် ဒုဗိုလ်မူကြီးဟောင်းဦးရွေးဝင်ဟာဒဏ်ရာရှိပြီးတေဆုံးတယ်လို့သိရပါတယ်။တခြားတေဆုံးတဲ့သူတွေလည်းအများပြားရှိတယ်လို့သိရပါတယ်။တက္ကသိုလ်မှာလည်းတေဆုံးတာ30ကျော်ရှိပြီးတေဆုံးမှုများကတော့ဝန်ထမ်းအရာမှာပြိုပြီးတော့တေဆုံးတာဖြစ်ပါတယ်။ဒဏ်ရာသူတွေပဲများတယ်လို့စေကူတမှုတွေလုံနေရတဲ့စိုးရရတဲ့အခြေအနေနဲ့အများကြီးပဲလို့ဆိုပါတယ်။ဝန်ထမ်းအရာတွေအလုံးကပြိုတဲ့ဟာပြိုတယ်မပြိုတဲ့ဟာတွေလည်းစောင့်ကုန်ပါတယ်။နောက်ပြီးတော့ဖင်တန်းကြီးတွေလည်းအကုန်ကွဲအကုန်လည်းနိုင်ငံတွေကွဲအကုန်လည်းလူတွေကတော့ မသိတော်တော့ဘူးလို့နေပြည်တော်မှဝန်ထမ်းတွေကပြောပါလိမ့်။ပြောပွဲမှာလည်းငလင်တန်းကြောင့်အဆောက်အုံပြိုကျပြီးတေဆုံးသူတရားကျော်ရှိလာပြီလို့မိသက်တဖွဲ့ကအတည်ပြုပါလိမ့်။ငလင်လုံပြီးနောက်ပြောပွဲမိသက်တဖွဲ့တွေချက်ချင်းစုဖွဲ့ပြီးရှောက်ဖွေကယ်ဆယ်ရေးတွေဆောင်ရွက်ရာငလင်လုံမှုကြောင့်ဘာသာရေးအဆောက်အုံတွေလူနေအိမ်တွေပျက်စီးဆုံးရှုံးခြင်းတေဆုံးတဲ့အရာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပြောပွဲမှာလက်တလုံးခလင်ကြောင့်တေဆုံးသူတရားကျော်ခန့်ရှိပြီး ကယ်ဆယ်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ပြောင်းဝယ်မှုနဲ့မိသားစုတွေအနေနဲ့ငလင်းနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ကွန်ကြီးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်လုပ်ငန်းကိစ္စတွေပါဝင်ကွန်ကြီးဆောင်ရွက်ကြဖို့မိသက်တစ်ဖွဲ့ကလို့ဆိုတိုက်တွန်းနေပါတယ်။ပြောင်းဝယ်လက်ရှိချင်းတွေကပျက်စီးများတယ်။လူတွေလည်းအနာဂတ်မဲ့သူတို့ဖြစ်နေတယ်။မိသားစုဝင်အသေးဆုံးမြင့်နဲ့ပြောင်းနေတဲ့သူတွေလည်းတငိုတီပဲ အင်ဒူသွားတဲ့သူတွေလည်းဘာလို့လို့ဆက်လုပ်ရမှာမသိတဲ့အခြေအနေတွေဖြစ်ကုန်တယ်။တကယ်ကိုအနာဂတ်မဲ့တယ်လို့ဂျီလိုဒေတာခံပြည်သူတွေကပြောပါလိမ့်။မင်းညာကတော့ရန်ကုန်မှာပါငလင်လောက်ခတ်မယ်ဆိုတဲ့ကောလာဟာလာသတင်းတွေကြောင့်ပြည်သူတွေဟာညတကောင်အချိန်ထမင်းတိုက်တွေပေါ်ကပြေးစင်းပြီးလမ်းမပေါ်မှာနေနေရတယ်လို့သိရပါလိမ့်။မလ30ရက်နေ့နနက်တနားအချိန်ငလင်လှုပ်မယ်ဆိုတဲ့ကောလာဟာလာပြန့်နှံ့လာပြီးလမ်းပေါ်မှာနေပြီးတရီထားဖို့ငလင်လာမယ်လို့အော်ဟစ်ပြောဆိုသူတွေကြောင့် ရန်ကုန်မြို့နယ်ကောင်ရှိမင်္ဂလာတောင်ညွတ်လာတာကျောင်းတရာစမ်းကြောင်းပပေးတန်းပူထောင်းပါဝင် အထက်မြင့်တိုင်မှပြည်သူတွေဟာလမ်းပေါ်ပြေးထွက်လာပါလေတနိုင်ခန့်ကြပြန်တက်တော့ပဲအများစုကတော့မအိတော့ပဲလမ်းပေါ်တစုအိတ်ခမ်းရတာဒီမှာစုပေါင်းမိနေကြတယ်လို့သိရပါလေပြည်သူတွေကကြောက်လန့်နေတယ်ငလေးလာမယ်ဆိုပြီးအော်သွားတဲ့လူတွေလည်းဘာလို့အဲ့ဒီလိုလုပ်လဲမသိဘူးကြီးလဲမလာဘူးလမ်းမီးပဲလာတယ်ဘယ်သူမှမအိရဘူးစုလိနဲ့ပန်းကြံတာလမ်းလဲပလက်ဖောင်းတွေမှာနေနေရတယ် လူတွေကအများကြီးပဲဒါပေမဲ့ကြောက်နေကြတယ်လို့သိရပါလိမ့်လက်ရှိမှာတော့ငလျင်ဘေးကြောင့်တည်ဆုံးသူတွေအရေးကိုဆက်လက်ကူညီပြီးတော့ဆောင်ရွက်နေတယ်လို့သိရပါလိမ့်ကယ်ဆယ်လုပ်ငန်းတွေလည်းဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရပါလိမ့်စကားနိုင်မင်းကမှငလျင်ကြောင့်ထိခိုက်တည်ဆုံးမှုတွေမှာစစ်တီချိုလဲပါဝင်သွားတယ်လို့သိရပါလိမ့် မင်းကုန်းမြတ်သိန်းတဲ့ဇေဒီနာမှာလည်းပြိုကျပျက်စီးမှုတွေရှိပါတယ်။မြတ်သိန်းတဲ့ဇေဒီ9000ဆောင်နဲ့လွန်စစ်တီလည်းငလီနံကြောင့်ပျက်စီးသွားပါလိမ့်။ဖုန်းလိုက်လည်းပြက်နေတဲ့အတွက်မြေမြင့်ချင်းတွေကအတီးပြုတ်ခတ်တယ်လို့သိရပါတယ်။မြမငလင်ကဲစေးရဲ့အတွက် Starlink ခရီးရတွေပံ့ပိုးပေးမယ်လို့ Elon Musk ရဲ့ SpaceX ကလည်းကြေညာပါတယ်။ကုမ္ပဏီရဲ့ကြိုးပမ်းအားထုတ်မှုတွေဟာသက်ဆိုင်ရာအစိုးရရဲ့ခွင့်ပြုချက်ရရှိရေးပေါ်မှာတော့မူတည်တယ်လို့ဆိုပါတယ်။ကဲစေးလုပ်ငန်းတွေလက်ဆက်လက်လုပ်ဆောင်နေပြီးအဲ့ဒီဒေတာပေါ်ငလင်လောက်ခတ်မှုအတိုင်းအတာကိုကဲဖြတ်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာငလေလောက်ခတ်ပြီးတော့ Starlink ရိယာတွေကိုကယ်ဆယ်လုပ်ငန်းတွေမှာထောက်ပံ့ဖို့စီစဉ်နေပြီး SpaceX ဖွဲ့ဟာထိခိုက်တဲ့ဒေသတွေမှာရှိတဲ့အဆက်အသွယ်တွေကိုပြန်လည်ရယူဖို့ Starlink ရိယာတွေကိုထောက်ပံ့ပေးဖို့ပြင်ဆင်ထားကြောင်းကြေညာပါတယ်။ကယ်ဆယ်လုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေချိန်မှာကူညီပေးကြိုးပမ်းမှုကိုညှိနှိုင်းဆောင်ရွက်ဖို့အတွက်ယုံကြည်စိတ်ချရတဲ့ဆက်အသွယ်ခြေစံမှုဟာအရေးကြီးကြောင်းပြောပါတယ်။ ၂၀၂၂အောက်တိုဘာအမေရိကန်မှာဟိုင်ကိမ်းမှုန်တဲ့တိုက်ခိုက်စဉ်ကလည်း Space AS Starlink ဂျိုတူဆက်သွယ်ရေးနဲ့ Anya Zone တွေကိုအင်တာနက်အသုံးပြုဖို့ပြီးခဲ့တာဖြစ်ပါလိမ့်။မလေးရှားနိုင်ငံက Smart အသင်းကလည်းမြန်မာငလင်ကယ်ဆယ်ရေးမှာကြိုးပမ်းမှုမှာပါဝင်လာတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာငလီလောက်ခတ်မှုအဆိုးရွားဆုံးဖြစ်တဲ့ဒေသတွေမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်ဖို့မလေးရှားသဘောပေးကုညီကယ်ဆယ်ရေးထူးဖွဲ့ကိုစုစည်းထားပြီလို့မလေးရှားဒုဝန်ကြီးချုပ်ဟာမီဂျီကကြေညာပါတယ် တချို့နေမှာပဲထိုင်းနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးတွေအတွက်ညှိနှိုင်းဆောင်ရွက်နေပြီးမကြခင်သွားပါပါလို့ဘ ਹੁ ဘေးအနေနဲ့စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကပြောပါတယ်။ငလင်းဘေးတင်ပြီးသက်သာရစေဖို့နဲ့ငလင်းလောက်ခတ်ပြီးနောက်ပြတဲ့ထူထောင်ရေးလုပ်ငန်းစဉ်အရှိန်မြင့်ဆောင်ရွက်ဖို့မြို့သားတဘောဝဘေးအနေနဲ့စီမံခန့်ခွဲမှုအေဂျင်စီကတစ်ဆင့်မလေးရှားနိုင်ငံဟာအထူးသဖြင့်တဘောဝဘေးစီမံခန့်ခွဲမှုမှာကျွမ်းကျင်မှုနည်းပညာနဲ့ထောက်ပံ့မှုဆောင်ရွက်အကူအညီပံ့ပိုးခြင်းဖြင့်ဒေတာတွေပူးပေါင်းဆွဲမှုကိုအားကောင်းစေဖို့ခရီးပြုထားတယ်လို့ဆိုပါတယ်။ ဒီဖြစ်ရကြောင့်အသက်ဆုံးရှုံးမှုတွေထိခိုက်ဒဏ်ရာအရမှုတွေအပြင်းထန်ပါတယ်။နှစ်နိုင်ငံလုံးမှာရှိတဲ့အဆောင်အုံတွေနဲ့အများပြည်သူဆိုင်ရာအခြေခံအဆောင်အုံတွေပုံပြီးပြည့်စည်ခဲ့ပါတယ်။အဆောင်အုံပြည့်စည်တဲ့အောက်မှာပြည်မြင့်ရတဲ့သူတွေရဲ့အစဉ်ခံစားရရှိနေပြီးကယ်ဆယ်လုပ်ငန်းတွေကစင်ခေါ်တဲ့အခြေအနေမှာရောက်ရှိနေတယ်ဆိုပါတယ်။အဖွဲ့ဝင်40ပါတဲ့တုပ်တွေဟာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံကိုလည်းဆက်လက်ထုတ်ခေါ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။နောက်ပြီးတော့ တခြားထိုင်ဝမ်နိုင်ငံကလည်းမြန်မာအရင်နဲ့ပတ်သက်ပြီးတော့ကူညီပေးဖို့အတွက်စေလွတ်ဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းပြောဆိုထားတယ်လို့ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက၎င်းတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန website မှာထုတ်ပေါ်ထားပါတယ်မြန်မာငလျင်တန်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ပေးဖို့အတွက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုအချိန်နဲ့တပြေးညီစေလွတ်ဖို့အတွက်စီစဉ်ထားတယ်လို့ထိုင်ဝမ်ကလည်းပြောပါတယ်ခင်မီဆက်ကရီယာတွေတူဖော်ရေးပစ္စည်းတွေအကုန်ပါဝင်လာမယ်လို့ဆိုပါတယ် နောက်ပြီးတော့မြန်မာနိုင်ငံမှာတည်ဆုံးမှုရေအတွက်လော့စက်ထောင်ကျော်ရှိနေပြီလို့ဆိုပါတယ်။ကယ်ဆယ်ရေးဝန်ထမ်းတွေဟာအနည်းဆုံး100ကျော်လောက်မှာဖြစ်ပြီးအနက်ခံကွေး6កောင်ကိုလည်းတင်ပြထားသလိုအကူအညီပန်ကြားတောင်းခံလာရင်တော့အကူအညီပစ္စည်း15တန်ကိုပေးဖို့အသိဖြစ်နေပြီလို့ထိုင်ဝမ်အမျိုးသားမီးသတ်အေဂျင်စီကပြောပါတယ်။ထိုင်ဝမ်မှာလူသားချင်းစာနာမှုအဖွဲ့အစည်းတွေကတော့လူတိုင်းပစ္စည်းတွေကောက်ခံဖို့အတွက်လက်တွဲဆောင်ရွက်နေတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကဒုက္ခရောက်တဲ့သူတွေအားလုံးအတွက်ကူညီပံ့ပိုးမှုတွေလည်းအဆက်မပြတ်လှုပ်ဆောင်မယ်လို့ဆိုပါတယ်။ အာဆီယံဖွဲ့ဝင်စနိုင်ငံကလည်းလူသားချင်းစာနာမှုကူညီတွေပံ့ပိုးဖို့အတွက်ကယ်ဆယ်လုပ်ငန်းတွေအချိန်မီဆောင်ရွက်ဖို့အတွက်လုပ်နေပြီလို့သိရပါတယ်။အာဆီယံစနိုင်ငံကလည်းကူညီပံ့ပိုးရေးအဖွဲ့အစည်းတွေမြန်မာနဲ့ထိုင်းနိုင်ငံကိုပို့ပေးမယ်လို့ဆိုပါတယ်။အထူးသဖြင့်ငလင်တန်းကို ပုံမစိုးစိုးဝါပြင်းထန်ခံစားခဲ့ရတဲ့မြန်မာနိုင်ငံကိုကုမီကယ်ဆယ်ရေးအဖွဲ့တွေကိုအာဆီယံဆယ်နိုင်ငံကလည်းပူးတွဲပြီးတော့ပေးပို့ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ဒါအပြင်လူသားချင်းစာနာထောင်မှုအကူအညီတွေစားနပ်ရိက္ခာတွေလည်းဆေလွတ်ဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်အင်ဒိုနီးရှားတမန်တော်နဲ့စင်ကာပူဝန်ကြီးချုပ်တို့ပေါင်းပြီးတော့အရှေ့တောင်အာရှနိုင်ငံမှာခေါင်းဆောင်တွေကနလင်တန်ခံစားခဲ့ရတဲ့သူတွေအတွက်ဝန်ထဲကြောင်းလဲထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။ မလေးတန်းခံရတဲ့မန္တလေးတိုင်းဒေသကြီးတဲကမြို့မြို့ဖြစ်တဲ့ရမင်းသိမ်းမှာဆိုရင်မလ29ကကောက်ယူရရှိတဲ့စင်ရဲရဆိုရင်တည်ဆုံးသူ80ဒဏ်ရသူ40ပျောက်ဆုံးသူ20ကျော်ရှိပါတယ်။မြို့နယ်အတွင်း၄ဘုံဘုံနီးပါးသာနောက်ဆုံးစင်ရဲကောက်ယူနိုင်ပါတယ်။နောက်ထပ်တည်ဆုံးဒဏ်ရသူတွေလည်းဆက်ရှိနိုင်ပါသေးပါတယ်။ပြင်းကျုံလည်းမရစက္ကပိုင်းတွေဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ဘာမှမတက်နိုင်ဘူးလို့ဆိုပါတယ်။ယနေ့မှာတော့ဆိုင်းနေပိတ်ထားပေမဲ့ တောဈေးတွေကကုန်တွေကိုဈေးလျှော့ရောင်းခဲ့ရလို့စားတော့ဆရာတွေဈေးမှာတော့ဝယ်ယူလို့ရနေသေးကြောင်းဒေသခံတို့ကပြောပါတယ်။ငလင်ကျောင်း24နှစ်ရည်အတွင်းမန္တလေးစကိုင်းနေပြီးတော့ပဲကိုရှမ်းပြည်နယ်မှာတေဆုံးသူ1640ကျော်ရှိလာပြီးဒဏ်ရသူ3480ကျော်ရှိကပျောက်ဆုံးသူ139ရှိတယ်လို့နာဆာကကကြေညာထားပါတယ်။ငလင်နောက်ဆက်တွဲအခြေအနေတွေကိုလည်းအထူးကြီးပြုဖို့အတွက်ကြေညာချက်တွေထုတ်ပြန်ထားတာဖြစ်ပါတယ်။မန္တလေးမှာတော့တရုတ်အိန္ဒိယဟောင်ကောင်ကစေးအခွဲတို့ကစောက်ကူနေပြီလို့သိရပါတယ် ဒီနေ့က9နိုင်မှစတင်ကပိတ်မိသူအများစုရှိတဲ့ Sky Villa ကွန်ဒိုမှာတရုတ်ကစေးဖွဲ့တဲ့စတင်လှုပ်ဆောင်နေပြီလို့သိရပါတယ်။မန္တလေးနဲ့စကိုင်းမြို့တို့မှာမလ28ရက်နေ့ကလှုပ်ခဲ့တဲ့ Restar Scale 9.9အဆင့်ရှိတဲ့ငလင်ကြီးကြောင့်မန္တလေးတမြို့လုံးနေပါမှာထိခိုက်ပျက်စီးမှုတွေကိုပြင်းပြင်းထန်ထန်ကြုံလိုက်ရတာပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကအောင်မန်းဟိုတယ်ပြိုကျမှုမှာလည်းလက်ရှိသေဆုံးသူကလေးနှစ်ဦးပါဝင် လူ၉ဦးထက်ရှိလာပြီးဟိုတယ်ဝန်ထမ်း၆ဦးပိတ်မိနေတော့မယ်လို့သိရပါတယ်။အောင်မန်းလူမှုကွန်ရက်ကယ်ဆယ်ရေးလုပ်ငန်းနေသူတွေကတော့ပထမ၃ရက်တင်ထားတာမနေ့ကတော့မိသားစုပေါ့မိုင်းရှုကနေပြီးတော့အောင်မန်းမှာ၄လောက်ကိုလည်းမိသားစု9ဦးရှိရမှာတယောက်ကငလင်းလုတ်တဲ့ချင်အပြင်ကိုကိစ္စရှိလို့ထွက်သွားတာလွတ်ပါတယ်။ကျန်တဲ့6ယောက်ကသေပါတယ်။ကလေးအသက်9နှစ်နဲ့3နှစ်လူကြီး4ယောက်ထပ်ရပါတယ်။ဝန်ထမ်း6ယောက်ကျန်ပါတယ်။ကယ်ဆယ်ရေးတွေကတော့ဆက်ချနေတော့မယ်။ဝန်ထမ်းတွေလည်းပိတ်မိနေတာတွေရှိတယ်လို့သိရပါတယ်။ မြန်မာငလင်အရေးနဲ့ပတ်သက်ပြီးလိုအပ်တဲ့အကူအညီမှန်သမျှအကူအညီမယ်လို့မြန်မာနိုင်ငံအတွက်ဩစတြေးလျနိုင်ငံကထုတ်ပြန်ပါတယ်ကနဦးအနေနဲ့ဒေါ်လာ2သန်းကူညီမယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျတယ်ဟုကထုတ်ပြန်ထားတာဖြစ်ပါတယ်နိုင်ငံတကာချက်ချင်းတွေက ICRC ကတစ်ဆင့်ပေးရတော်မယ်လို့ဆိုပါတယ်မိမိတို့ကူညီဟာရေဘော့ကျမ်းမာရေးဆိုင်ရာသမဂ္ဂအသက်ကယ်ဆေးရေးပံ့ပိုးမှုကိုချက်ချင်းလှုပ်ဆောင်ဖို့အထောက်အကူဖြစ်စေမှာဖြစ်ကြောင်းဩစတြေးလျနိုင်ငံကလည်းကြေညာပါတယ်တောင်ကြီးမှာငလင်ကြောင် တောင်ပေါ်ကနေကြောက်တုံးကြီးလင်စင်လာပြီးနေနဲ့ကားတွေကိုအုံဖြတ်စီးသွားတယ်လို့သိရပါတယ်။အွန်တိုင်းပြူကြတာတွေလည်းတွေးရတယ်လို့မြို့ကန်တွေကပြောပါတယ်။မိန်လန်းကအွန်တိုင်းပရီဘောကဆန်နဆိုင်ပြိုတယ်။တောင်ချောင်းကြီးအရှိပချံအွန်နီယံပြိုတယ်။အိုရှင်စင်တာအကွဲပြီးရိုင်းတယ်။ရတမှုဖျားအကွဲတာတွေရှိတယ်လို့ဆိုပါတယ်။ကားဝင်းကို6ဘင်းကားလောက်ရှိတဲ့ကြောက်တုံးကြီးပြုတ်ကြတော့ကားကိတ်ကိုနှစ်ချမ်းခွဲလိုက်တယ်လို့ဖြစ်သွားတယ်။ကားတစ်စီးလည်းကျေသွားတယ်။အိမ်လည်းပျက်စီးသွားတယ်လို့ဆိုပါတယ်။ ။ငလေလောက်တာကြောင့်မြေပြက်တာတွေရေပြက်တာတွေကြုံနေရပြီးဖရောင်းတိုင်နဲ့ဆူလာတဲ့ရောင်းသွားနေပါတယ်။စကိုင်းနဲ့မန္တလေးကိုဗဟုပြုလုပ်ခဲ့တဲ့ငလင်ကြောင့်မြန်မာနိုင်ငံမှာတည်ဆုံးသူ1600ကျော်ရှိပြီးတချို့မြို့တွေမှာတော့ကုမီကယ်ဆယ်ရေးတွေကဆက်လက်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။အထူးသဖြင့်မန္တလေးမှာတော့ကုမီကယ်ဆယ်ရေးတွေဆောင်ရွက်နေတာပဲဖြစ်ပါတယ်။စကိုင်းမှာလည်းတတော်လေးကိုထိခိုက်ထားတဲ့အခြေအနေကြောင့်သခိုင်းကိုလည်းလာရောက်ကူညီကြဖို့ဆိုပြီးတော့သခိုင်းဒေသခံတွေကတောင်းဆိုနေကြတာဖြစ်ပါလိမ့် လက်ရှိမှာမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလျင်သဘာဝဖေကိုကူညီပေးဖို့ဆိုပြီးတော့ထိုင်းဆွေရကထိုင်းတော်ဝန်ကြီးတဲ့အထူးတပ်ဖွဲ့55ယောက်ကိုမြန်မာနိုင်ငံနဲ့အထူးလျင်နဲ့ဆေးလွတ်ခဲ့ပါတယ်။မြန်မာနိုင်ငံကိုရောက်ရှိလာတယ်လို့မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံကထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံထက်ဆိုင်ရင်တော့မြန်မာနိုင်ငံဟာငလျင်တံကိုအစများစွာပုံမှန်ပြင်းထန်ထန်ထိခိုက်ရတဲ့အတွက်ကြောင့်အဲ့ဒီလိုမျိုးထိုင်းနိုင်ငံကလည်းကူညီကြလို့ဆိုပါတယ်။ စကိုင်းမြို့ပေါ်မှာတော့နောက်ဆုံးရတဲ့အချက်လက်ရတေဆုံးတဲ့ရုပ်လောင်းနဲ့ထုတ်လို့မပြီးသေးဘူးလို့ဆိုပါတယ်။အနည်းဆုံးလူ200နီးပါးလောက်တေဆုံးတယ်ဆိုပါတယ်။ခန္ဓာကိုယ်ပိုင်းစားတွေကျန်နေသေးတယ်လို့ကေဇယ်လောက်သားတွေကပြောပါတယ်။စေယုံတွေမှာလည်းအလောင်းတွေပုံနေလို့နောက်ထပ်ရောက်လာတဲ့ရုပ်လောင်းတွေကိုစေယုံမပူတော့ပဲရက်ွက်ကပဲမိသစ်ဂျူကိုဆောင်ရွက်နေရပါတယ်။လက်ရှိစကိုင်းမှာတေဆုံးလူလောင်းစင်အတိအကျရဖို့ခက်ခဲနေပါတယ်။စေယုံကိုလည်းလာတယ် တောတန်ကိုလည်းနိုင်နဲ့အလိုက်စရိုက်လာမယ်တောလျှောက်မီးတင်းချုံနေရတဲ့ရက်ွက်တွေကကိုယ့်စီနဲ့ကိုယ်လုံးနေကြတာလည်းရှိတယ်လို့ဆိုပါတယ်စကိုင်းငလင်တန်းကြောင့်လူပေါင်း200ကျော်တေဆုံးတယ်လို့ကလုံးရတဲ့အချက်အလက်တွေအရသိရပါတယ်ပေးမီရဲ့ရုပ်လောင်းလို့ရှိသေးလို့တေဆုံးတဲ့သူ900ဝန်းကျင်လောက်ထိတော့မှရှိနေတယ်ဆိုပါတယ်စကိုင်းမှာငလင်လုပ်ပြီးကြတဲ့ကကယ်ဆယ်လုပ်ငန်းတွေကိုလူမှုကွန်ရက်တင်ချုံပြင်ရက်ွက်အလိုက်ကိုထူကိုထဆင်းနေတဲ့လုပ်နေရတာဖြစ်ပါတယ်ငလင်ဘိုးကျတဲ့နေတာကြောင့်အကြီးကျယ်ထိခိုက်ပျက်စတဲ့စကိုင်းမှာကယ်ဆယ်ကြီးကတော်တော်လေးကိုရှာပါနေပါတယ်လက်ရှိမှာတော့ ကယ်ဆယ်ရေးဒီကလုတ်ပေးတဲ့စကိုင်းမီသက်တဲ့ဖွဲ့တော်မှပြိုကျပျက်စီးပြီးမိသက်ကားတွေလောဘထမရပဲနဲ့ပြိမိကုန်တယ်လို့သိရပါတယ်မြန်မာနိုင်ငံကငလင်ဘေးနဲ့တင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ Starling Mount 10သန်းကုညီသွားမယ်လို့ပြည်ထောင်စုရကတော့ကြေညာပါတယ်။မလ29ရက်နေ့ထုတ်ပြန်ကြရအဲ့ဒီကုညီတွေကိုလိုအပ်သူတွေစီဒေတာအလိုက်မိဖက်ဖွဲ့စီတွေကတစ်ဆင့်ပေးပို့သွားမှာဖြစ်ပါတယ်။ငလင်တိုင်းပြင်းထန်ဆုံးခံရတဲ့ဒေတာတွေကိုကုညီတွေတိုးမြှင့်မှာဖြစ်ပြီး ရိတ်ခါရေးစေးဝါးနဲ့ယာယီခလုံးရံရတဲ့ကုညီကိုအစင်းနဲ့ပြင်ထားပါတယ်။လက်ရှိမှာတော့မလေးညာကတရုတ်ရုရှားအိန္ဒိယစင်ကာပူမလေးရှားနဲ့ဂျာမနီနိုင်ငံကကယ်ဆယ်ရေးအဖွဲ့နဲ့အကူအညီတွေမြန်မာကိုဆေလွတ်ပေးခဲ့တယ်လို့ဆိုပါတယ်။တရုတ်အိန္ဒိယကယ်ဆယ်သမားတွေကတော့မန္တလေးမှာဝင်ရောက်ကူညီနေပြီးစင်ကာပူဖွဲ့ကတော့နေပြီးတော့မှကူညီနေတယ်လို့ဆိုပါတယ်။စကိုင်းပြည့်ပြည့်ကြောင့်မြန်မာနိုင်ငံမန္တလေးမြို့အနီးကိုဗဟိုပြည်နဲ့ငလင်ကြီးလုခတ်ခဲ့တာ၃ရက်မြောက်နေ့ရောက်လာပြီးဖြစ်ပြီးတော့ကြိုကြအဆောင်ဝင်အောင်မှာပြည်သူတွေကို ရှောက်ခွေကဲစင်နေရာဆဲအခြေအနေမှာရှိပါတယ်။မန္တလေးတက္ကသိုလ်ကြီးမှလည်းစာမျိုးပွဲဖြေလာတွေကိုစာစစ်ချင်းငလင်ကြီးလောက်ခတ်ပြီးနောက်လောဆက်တွင်မီလောင်မှုကြောင့်ဖြေလွားတယ်မီလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မန္တလေးတက္ကသိုလ်ပင်မဆောင်ရောင်းနေတဲ့2024-25တက္ကသိုလ်ဝင်စာမျိုးပွဲဖြေလွားတယ်ဖြစ်တဲ့စကိုင်းမန္တလေးကချင်ပြည်နယ်ကဖြေဆိုသူစုစုပေါင်း6000ကျော်ရဲ့ဖြေလွားပေါင်း 63,600ကျော်လောက်ကမီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။စာစစ်လုပ်ငန်းဆောင်ရွက်တဲ့ဆရာဆရာမ290နီးပါးလဲပင်မဆောင်အုပ်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ငလေးနဲ့နောက်ဆက်တဲ့ဖြစ်ပွားတဲ့မီးလောင်မှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကုလုံမီးလောင်ခဲ့ရတယ်လို့စာဖြေလောင်းအလုံးနဲ့မီးလောင်ပျက်စီးခဲ့ပါတယ်။အရင်ကတော့ပြန်စစ်တဲ့အရန်မေးခွန်းထားတဲ့တဘာဝဘေးကြောင့်မဖြစ်မေးခွန်းပေါက်တာဖြစ်ရှိလာရင်ရှိတဲ့စာစစ်ဌာနကအရန်မေးခွန်းနဲ့ပြန်ဖြေခိုင်းတာတွေတော့ရှိပါတယ်။ လောတွေတော့ဘလူးလုံးလည်းတော့မသိဘူးလို့ဆိုပါတယ်ဒီဖြေတော့မင်းကုန်းနဲ့မိလောက်သွားတဲ့နောက်စာဖြေချောင်းသားတွေအတွက်ဘလူးဆက်လုပ်ပေးရမလဲဆိုတော့လောလောဆယ်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးရန်ကုန်မင်းကလေးအမြန်လမ်းမကြီးအချိန်ကြီးကတော့လမ်းပျက်စီးနေတာတရားကျိုးတာတွေဆက်ရှိနေသေးတာကြောင့်မော်တော်ယာဉ်တွေကြီးဆိုင်မောင်းနေဖို့လိုအပ်တယ်လို့ခီးသွားတွေကပြောပါတယ်86မိုင်အထိလမ်းကောင်းသေးလို့ကားတွေကောကောသွားလာလို့ရပါသေးတယ်။115မိုင်ကျော်တဲ့လမ်းတစ်လျှောက်တံတားတွေဂျိုင်းဆက်တွေပြုတ်ထွက်လာတွေ့ရတယ်။ကားတွေအရှိန်ရွှတ်မောသလို တချို့နေရာတွေမှာဘေးကနေကိုယ်မောင်းသွားရတယ်။နယ်လေဘိုးချင်းနဲ့နေတဲ့နေပြည်တော်နဲ့နေပြည်လေလမ်းတွေက ပိုဆိုးလေလေလို့ဆိုပါတယ်။135မိုင်မှာဆက်လက်ရှိတဲ့လုံခြုံရေးရဲကင်းတော်မှာပြိုကျနေပြီးလက်လျှောက်လုံခြုံရေးစစ်ဆေးအကိတ်တွေတခုမှစစ်ဆေးတာမျိုးမလုံနိုင်တော့တဲ့အခြေအနေရှိပါတယ်။လမ်းပိုင်းနေရာတို့မှာကက်တရာခင်ပြီးလမ်းပြန်လည်ပြုတ်ပြင်နေပါတယ်။တချို့နေရာတွေမှာအရှိန်ချော့မောင်းဖို့ရဲတပ်ဖွဲ့ကတတိပေးနေပါတယ်။အမြန်လမ်းပေါ်ကတရားတွေမှာတော့ကားဖြတ်ကူဖို့အခက်အခဲရှိနေပါတယ်။ တရားတွေဖြတ်လို့မရတော့လို့လမ်းဟောင်းကိုပြောင်းလိုက်အမြန်လမ်းပေါ်ပြန်တင်လိုက်လို့ရပါတယ်။တောင်ဝင်လာရောက်တဲ့ခါမှာ164မိုင်မှာစွာတရားကျိုးလို့လမ်းဟောင်းကိုပြန်ဆက်ရတယ်လို့ပြောပါတယ်။အဲ့ဒီတရားကျိုးတဲ့နေရာမှာနေပြည်တော်ကိုလမ်းဟောင်းကနေသာတွားလာလို့ရတဲ့ခြေနေရှိတယ်လို့သတင်းတွေရသိရပါတယ်။ကျောင်းဆင်မှာတော့ငလင်ကျောင်းအမှုချုပ်ကျောင်းပြိုကြလို့ခလေးနဲ့ဆရာဆရာမတွေ ပိတ်မိနေဆဲဖြစ်ပြီးမျိုးနဲ့ရွာမှာပါအစောင်းအပြိုးကြပျက်စီးမှုများလို့သိဆုံးသူများနိုင်တယ်လို့ဒေတာခန်နေစီကသိရပါတယ်။ကနဦးသိရတဲ့သတင်းချက်လက်ရဆိုရင်မူဂျိုကျောင်းပြိုကျောင်းမှာခလေးငယ်အယောက်90ဝန်းကျင်နဲ့ဆရာဆရာမ6ယောက်ပိတ်မိတဲ့အနခလေး၃ယောက်နဲ့ဆရာမထုံနိုင်ခဲ့ပြီမဲ့ဆရာမ၂ယောက်ကသေဆုံးပြလို့ခလေး၄ယောက်ကလည်းအခြေအနေမကောင်းဘူးလို့ဆိုပါတယ်ခလေးကအယောက်60လောက်ကျန်သေးတယ်ပြောတယ်ကဲတော့မယ်ကဲရတာတော့အကုန်စေးုံပို့ထားတယ်ကျောင်းကနှစ်ထပ်တိုက်ပါ ပေါင်မုတ်ကတ်တယ်လို့မျိုးတဲလဲအခြေအနေဆိုးတယ်ရွာထဲမှာလည်းအသေးပြောင်းများတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောင်းဆယ်မျိုးပေါ်မှာဈေးဆိုင်တွေရွှေဆန်တွေအယောင်ပစ္စည်းဆန်တွေအပါဝင်နေအိမ်အဆောက်အုံတွေရှေးဟောင်းသမိုင်းဝင်တမုတ်ရှင်မင်းရွှေကူကြီးဖျားလဲထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ကြောင်းဆယ်မျိုးတွေမှာလည်းသေဆုံးသူရှိတယ်။တမျိုးလုံးဖြစ်တာပါပဲ။မျိုးတဲအခြေအနေရန်ဆိုတယ် အသေးပြောက်အရန်များတယ်လို့ဒေတာခန်တွေကပြောပါတယ်။ငလင်ကြောက်အဆောက်အုံပြိုကျပျက်စီးပြီးအဆောက်အုံတွေပိတ်မှုသူတွေအများအပြားရှိပြီးလက်ရှိအချိန်ထိမိသက်ဌာနနဲ့လူမှုကွန်ရက်အဖွဲ့တွေဒေတာခန်တွေပူးပေါင်းပြီးတော့ကယ်ဆယ်ရေးလုပ်နေတော့ဖြစ်ပါတယ်။အလားတူမန်ဒေတာနဲ့ကမြေသားမှာလည်းအဆောက်အုံထိခိုက်ပျက်စီးမှု ရှိသလိုလူသေဆုံးမှုတွေရှိခဲ့တာဝမ်ရင်းဘက်မှာလည်းအဆောက်အုံပြိုကျပျက်စီးမှုတွေရှိပါတယ်။လက်ရှိကြောက်ဆယ်မြေသားဝမ်ရင်းမြို့နယ်တွင်ငလင်လန်ကြောက်အဆောက်အုံပြိုကျပြီးပိတ်မှုသူတွေကိုရေးပေါ်ကယ်ဆယ်ရေးတွေလှုံ့ဆော်နေစေဖြစ်လို့သေဆုံးမှုနဲ့ထိခိုက်စင်ကိုမသိရသေးပေမဲ့ ဖြစ်ပွားခဲ့တဲ့အခြေအနေအရဒေသမှုနှုန်းများနိုင်တယ်လို့ဒေတာခန်တွေကပြောပါတယ်